မင်္ဂလာပါ Spirit Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီကမှာတော့စေဝန်စိန်ပါတာပြန်ဆိုတယ်ကပူးမျိုးကစာအုပ်ဆိုင်ပန်ရှင်ဝိထုရေကကိုကိုမင်းစိတ်ဆင်းရဲအောင်လှုပ်ချင်လို့လားနာတော်တာစဉ်းစားကြပါအောင်သူကိုကိုမင်းစိတ်ဆင်းရဲအောင်လှုပ်ချင်လို့လားစားပွဲတောက်ပွဲပြီးသွားပြီတမ်းမြေပေါ်တွင်စိတ်ရိုးနဲ့ချက်ချီတော့ယူများ ပြန့်ကျဲနေ၏ထမင်းစီများကိုငရုတ်သီးစားမြင်ရင်းနှင့်ဒိန်ညင်တို့ပေချံနေသည့်သပွဲကင်းဖြင့်တုတ်လိုက်သည်ပမုတ်စာနာနှင့်လိန်မော်ပေါ်များကအခန်း내တွင်ဟူတစားတည်းစားနယံနီကူရှင်များပေါ်တွင်ယောက်ျားကြီး၃ယောက်နှင့်မိန်းမကြီး၁ယောက်ထိုင်နေကြ၏တကားတော်ထဲမှာမိန်းမ၂ယောက်သည်စောင်းကြောင်ထိုင်လျက် စားပွဲတောက်ပွဲတွင်သူတို့မပါဝင်ကြရှစ်တဲ့သူသာစိုက်ကြည့်နေကြပြီးမိသူနှဲမှနှလုံးချင်းမဆိုင်ကြသည်နိုင်ရင်သားမှလေးယောက်ကလက်ဖက်ရည်နဲ့အချူရည်များတောက်ရင်လေးလေးနက်နက်တွေးနေဟန်ကတိကောက်ဖြစ်နေရန်ရှိသည်အရေးကြီးသည့်ကိစ္စများကို ဆုံးဖြတ်ပြီးသွားပြီဝါကီကရှာကီလာကိုယူမီရာစုကဘူဘူလာကိုယူမီချေးတက်မှတ်ဖို့နဲ့ ရက်သမဖို့သာလိုတော့သည်လက်ဖဲရင်နဲ့တကြားရည်ဖြင့်ခလောက်ထားသည့်မတ်မွန်သီးတို့ကို စားတော့ရင်ရှကီလာအတွက်ကြီးကူဒေါ်လာ100သတ်မှတ်ဖြစ်သွားသည်ဘူဘူလာတို့အတွက်ကတော့ကြီးမရှိပတ်စံအစင်သင်းထက်လာသည်ဝါကီကအိတ်ထဲမှငွေစက်ကူတရုတ်ကိုထုတ်ယူပြီးဆူလတန်တို့ပေးကမ်းလိုက်သည်သူနမအတွက်ငွေကိုဆူလတန်ကအထက်စီးဆန်တယ်လို့ စိတ်ဝင်စားသလိုမျက်နှာထားဖြင့်လက်ခံလိုက်သည်နှမအတွက်သူရလိုက်သည့်ကြည်သည်မများလားတစ်ဖက်တွင် ရာစုကတပြင်းတခြားခြားမိမယူရန်ပတ်စံစုကို တနစ်လောက်စောင့်ရအောင်မည်စုလက်တန်းသည် သူနှမများကိုစားစိတ်ချင်ပေါက်နေပြီးသူတို့ဤမုံတည်တည်ရှူတူတူမျက်နှာထားများကြောင့်နှစ်လိုကောင်းသည့်သူတို့သားများကိုလက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟုတွေးနေလေသည် လွန်ခဲ့သော15နှစ်ကဆိုရင်ငငယ်ရွယ်ရွယ်ချမ်းချမ်းသာသာတည်းကမရခဲ့ပါလားသူတို့ကစည်းစားကြောင်လုံးကြတာကိုသို့တော့သူတို့ဤကံကြမ္မာကိုအဆုံးဖြတ်ပြီးသူမှာဆုလတံမဟုတ်ပါကိုကိုပဲရရင်းလျက်ခြေချိတ်ထိုင်နေသည်သူ့အမေဘီဘီကူးဖြစ်သည်အရေးကြောင်များထင်နေသည်သူမ၏မျက်နှာပေါ်သို့ရင်းနှံစီမိအိမ်မှအလင်းရောင်ဖြာကျနေ၏ လက်ကိုပောင်းဝင်ပေါ်တင်ထားရင်သူမှပြုံးနေသည်ရှေ့ရှောင်အလပါတလပါစကားများကိုသူမှ နားထောင်ရတော့မည်မဟုတ်ပါသူမှကိုယ်တိုင်အသက်17နှစ်တွင်သူမှထက်အသက်20ကြီးသူတယောက်နဲ့ပြီးသားခံခဲ့ရသည်မိသားစုနှစ်ခုကြားထိမ်းမြားခြင်းဂရိကူအစိပ်ပိုင်းဖြစ်ဆောင်ဆောင်နှင်းပေးခြင်းဖြစ်ခဲ့သည်သူမ၏မိဘများက အိမ်ကြီးမိသားစု၏ သမီးတယောက်ကိုသားအတွက်တောင်းရန်ခဲ့ပြီးထိုမိသားစုမှလက်မထက်ရသေးသည့်အကြီးဆုံးသားအတွက်ဘီဘီကူးကိုပေးခဲ့ရခြင်းပါစစ်ပွဲသုံးပွဲအာဏာသိမ်းမှု၅ချိန်နဲ့သားသမီး၃ယောက်မွေးဖွားကြရင်းတို့ကိုချုပ်တွေးခဲ့ကြရပြီးတက္ကလနောက်ဆုံးတွင် မုဆိုးမကြီးဘီဘီကူးသည် တတိယသမီးနှင့်နှုညာသမီးကိုလင်ပေးစားလိုက်၏သမီးတယောက်တော့ကြံသေးသည်လင်ပေးစားလိုက်သည့်သမီးနှစ်ယောက်လုံး အသက်30ကျော်အပြိုဟိုင်းများဖြစ်သဖြင့်အာဝါဟဝိဝါဟစည်းကွက်တွင်သိပ်ပြီးရောင်းပန်းမလာကြတော့ကြည်သို့တော်သူတို့ဤလင်များကလည်းလင်သူလင်ဆွေများပါယနေ့ညနေပိုင်းမှာရှကီလာနှင့်ဆစ်ဆက်ထားသူဖြစ်အိမ်ထဲသို့ဝင်လာသူကအသက်50ကျော်ခလေး10ယောက်ဖြစ်၏ဘူဘူလာအရွယ်ကြီးရွယ်ထားသည့်လင်ကမုတ်ဆိုးဟုဖြစ်တော်လဲသာသမီမရှိ သမီးများလင်မပေးစားခြင်းအတွက်ဘီဘီကူးတွင် အကြောင်းရင်းရှိတော်လဲအခြားသူများကတော့မတရားဘူးဟုထင်ကြသည်ဘူဘူလာကတိတ်ငြမ်းမကောင်းသူလှလဲလှတော်လဲအသုံးမကျသည်ဤဒီကိုဘီဘီကူကဘူဘူလာမျက်မှောက်မှာပင်အော်ဤဟစ်ကျပြောတတ်သည်ပြီးတော့သူမဤလက်တစ်ဖက်ကတိတ်မတန်လားလမ်းလျှောက်သည့်အခါခြေရှာနေသေးသည်သူမိသားစုကြီးတို့ခုလိုထိနိုင်မှာမဟုတ်ဘူးအမေက ပြောသည်အသက်6နှစ်အရွယ်တုန်းကဘူဘူလာရုတ်တရက်ဖျားနာပြီးပြန်လည်နေထိုင်ကောင်းလာသောအခါလှုပ်ရှားဖို့ခတ်သွားသည်သူမ၏အကူကပိုလီယိုဟုပြောသည်ဆရာဝန်များကမသိကြဘီဘီဘူးကတော့စိတ်ထိခိုက်သောကြောင့်ဖြစ်ရသည်ဟုထင်သည်ထောင်ထဲမှရောက်နေသော အဖေဖြစ်သူကိုလွမ်းသောကြောင့်ယခုလိုဖြစ်ရသည်ဟုသာသူမထင်နေ၏အဖေကသူ့လှုပ်လှုပ်သည့်ဂူတော်မှပတ်စံခိုးယူသည်ဟုဆွဆွဲခံရပြီးအဖမ်းခံရခြင်းဖြစ်သည် လာပိုင်းလောက်ကြာတွင်ပြန်လို့လာတော့လေဘူဘူးလာကအကောင်းပဂရီတိုင်းပြန်မဖြစ်တော့ဖရိဒံခံလိုက်ရတာဟုအမေကပြောလေရှိသည်ဘူဘူးလာကြောင်းမနေဘူးပါအဖျားကြောင့်အုံနောက်တွင်ထိလိုက်ပြီးကောင်းကောင်းမစင်းစားနိုင်သဖြင့်မိဘများကသူ့ကိုကြောင်းမထားတော့ကလေးဘဝတစ်လျှောက်လုံးအမေနာမှာသာဘူဘူးလာရစ်တီရစ်တီလုံနေခဲ့သည်အဖျားယောဂကိုကြောင်းပြု၍ဘူဘူးလာအလုံးများများဆော့ဆာမလုံနိုင်ခဲ့ရင်းကြောင့်သူမဘဝနှိမ့်ကျသွားသည် မိသူမှဘူဘူလာနဲ့ဆက်ဆံရအကြောင်းမရှိ သူမနဲ့အတူမိသူမှမကစားကြမိသူမှသူမထံအကူအညီမတောင်းကြဘူဘူလာနဲ့စကားသမီးပြောဆိုရမိသူဟူ၍မရှိသလောက်ရှားသည်အသက်30ရွယ်ရှိ မိမတစ်ယောက်မှာအာရင်ကုန်ခန်းလာပြီးဘဝတလျှောက်လုံးသူ့ကိုယ်သူဒေယုတ်တိုက်ဆွဲခံခဲ့ရသည့်အဖြစ်မှသိရပါတော့မည်သူမမှာကြီးမားသောကြောင်စီစီမျိုးလုံးကြီးများနဲ့တစ်ချိန်လုံးလူလူပါဇက်အဟောင်းသားဖြင့်အမေနာမှာထိုင်နေကြသည် အောင်နှခမ်းများတွဲကြနေဒီမှာအိပ်ပျော်သွားမတတ်ထင်ရသည်အခြားသူများဤပြောစကားများနှင့်အခြားသူများဤဘဝများပုံမူဘူဘူလာအာယုံဆိုင်တတ်သည်သို့သောစိတ်ထက်ထက်တန်တန်ဖြင့်အာယုံဆိုင်ခြင်းကမဟုတ်ဘီဘီကူးအနေဖြင့်ဘူဘူလာဘဝတစ်လျှောက်လုံးအိမ်မှာပင် စိတ်တိုင်းကြသလိုနေထိုင်ပြီး သူနဘေးမှာကောစောတစ်ချက်ပေါ်မှာအိပ်ဆက်နေလျင်ပင်ကြီးမြတ်လာပြီဖြစ်သည်သို့သောတနေ့တွင် သူမစိတ်ပြောင်းမှုအကြောင်းပေါ်လာခဲ့လေသည်ဒီနေ့ဘီဘီကူရွာရှိညမထံသို့သွားခြင်းသဖြင့်ခေါင်းမိချုံဝီဝစ်ဆင်ပြီးဘူလာလက်တွဲကတက္ကစီတစည်းရတားလိုက်သည်ခါတိုင်းတွင်ခြေချင်းသွားနေကြဖြစ်တော်လဲလွန်ခဲ့သောနှစ်နှစ်အတွင်းတွင်အထံမင်ဝတ်လာသဖြင့်လမ်းလျှောက်ရသည်မှာမကောင်းတော်သောကြောင့်တက္ကစီဖြင့်သွားရန်ရည်ရွယ်ခြင်းဖြစ်ခြင်းသည်ငယ်စဉ်ကထမင်းငတ်ခြင်းနှင့်ဆေးရခြင်းကို ိုတွေ့ကြုံခဲ့ရပြီးအိမ်တော်တွေဘဝတွင်ပင်ပင်မမယုံကံခဲ့ရသောပြည်ပကူးသည်နောက်ပိုင်းတွင်အစာဟုဆွတ်ဆွတ်လန့်လန့်စားကပကံအားလုံးမပြောင်းမချင်းရက်တန်လို့မရသည့်အထိဖြစ်လာခဲ့သည်တက္ကစီရေမောင်းမှာဆွေမျိုးနှိဆက်တော်သူရာစုလွန်ခဲ့သောနှစ်ပိုင်းကသူမိန်းမသည်မိရင်းထဲမှာဆုံးမသွားခဲ့၏မင်းနောက်မိန်းမတယောက်မတွေ့သေးဘူးလားဟိတက္ကစီထဲမှာထိုင်ရင်ဘီဘီကူးမေးလိုက်သည် မတွေ့သေးပါဘူးတော့အိုးစိတ်မကောင်းစရာပဲကွယ်ဖျားသခင်ဆန္ဒတော်ရှိနေပါပြီမကြခင်တွေ့တော့မှာပါရာစုသည်နမိတ်ပြစကားကိုနားလည်လိုက်သည်တရင်ပတ်အနေငယ်အကြာတွင်သူ့အမအားဘူဘူလာကိုတောင်းရမှုဘီဘီကူးထံဆေလွတ်လိုက်သည် ရာစုကိုဘူဘူလာထိန်းထားနိုင်မှာတေချာသည်ဟုဘီဘီကူးတွေးလိုက်သည်သူမဟန်ဆောင်ပန်းဆောင်မယ်မလုပ်တော့ပါဒီလိုချက်ချင်းကြီးခေါင်းညှိလိုက်ခြင်းသည်ဖြေရိုးဖြစ်စင်မဟုတ်ဘူး အပြုမူဖြစ်၏ဘူလာသည်တုံးမရသောကြောင့်အိမ်မှခါထုတ်လည်လို့သည်သဘောဟုအတိတ်ပဲရောက်သည်စိတ်မပရပါဖြစ်နေလျင်မိန်းကလေးတံမူတက်သည်ယောက်ျားလေးဘက်ကမိသားစုသည်အခောက်ခောက်အခါခါချောင်းပေါအောင်လာပြီးရောတောင်းမှခါရပြီးရောဘဝင်ကြအောင်ပြောပြီးရောလက်ဆောင်ပစ္စည်းတွေပေးပြီးမျက်နှာလှုပ်ပြီးရောဘူလာအတွက်အဆင့်တွေများမများခဲ့ရလက်ဆောင်တွေပစ္စည်းတွေမပေးခဲ့ရ ြောနေဆိုနေကြသည့်စကားသံများကသူမနဲ့မဆိုင်တော့သလိုနေရလက်ထဲကိုဘူဘူလာငေးဆိုင်ကြည့်လျက်ရှိစဉ်ညီမဖြစ်သူစုကီလာကတော့တည်တည်ချာချာနားထောင်နေလေသည် သူတို့နှစ်ယောက်ကစီနေရည်လိုဖြစ်သည်ရှကီလာသည်မျက်စံတွက်လက်ဤအတန်ကျဲဤမိသားစုအာယုံဆက်ရဘူဘူချက်ဖြစ်သည်သူမဤဘဝအတွက်အာသာဆန္ဒသည်ကောင်းစွာဖွံ့ဖြိုးလျက်ရှိပြီးအာဖဂန်မျိုးသမီးတစ်ယောက်လိုချစ်စရာကောင်းအောင်ဖွံ့ဖြိုးသည် လွန်ခဲ့သော19နှစ်အတွင်းမှာရှကီလာလိုလူချင်းသူတွေဒုနဲ့ဒီပါတော်လျက်လျက်ဆေဂျိုတက်အွေမှသည်လက်ရှိရှိုက်ခုကြီးငယ်အသွေးသွေးတို့ဖြင့်လုံးကြီးပေါက်လာ အခြေအနေဖြစ်လာသည့်အထိမိဘနောက်ဘက်တောင်းတွင် ထိုင်ကအမင်းနဲ့အကူတို့ညှင်းခုန်မိကြသည်ကိုနှုတ်ဆက်လျက်သာနားထောင်နေတတ်သူရှကီလာစည်းစားကြောင်ခဲ့သည် သူ့ကိုလိုချင်သူတို့ကိုဤမိခင်များကဘီဘီကူးထံစကားလမ်းကြောင်း လာသည့်အခါထုံးစံအတိုင်းသူကချမ်းသာသလားဆေးရသလားပင်တလုံးပေါ်တပါးသာမှမေးစွန်းဖို့မရခဲ့ရှင်တို့သူ့ကိုပညာဆက်သင်ခွင့်ပေးမှလာသည်ပထမဆုံးသောမေးစီမေးခွန်းဖြစ်သည်အဖြေမှာအမြဲတမ်းဟင်းအင်းပင်ဖြစ်သောကြောင့်ဆက်လက်ဆွေးနွေးဖို့အခွင့်အရေးမရှိခဲ့ကြီးရှကီလာကိုလူကျင်သူအများကစာမတက်ကြရှကီလာသည်ကြောင်းပြီး၍သင်္ချာနှင့်ဇီဝပေတာဆရာမဖြစ်လာခဲ့သည်ထိုအခါလာရောက်စကားကြောင်းသူများကဘီဘီကူးက ရှင်တို့သူ့လို့အလုပ်ဆက်လုပ်ခွင့်ပြုမှာလားဟုတ်မေးရင်ဟင်အလုပ်ဆက်လုပ်ခွင့်ပေးမိမှာဟုတ်ဤသို့ဖြင့်ရှေဂီလာသည် အပြိုကြီးပေါ်အဖြစ်ငါပြောတော့ပေါရတိုင်းထုံခဲ့ရရှေဂီလာကြောင့်ဆရာမအလုပ်ကိုရပြည့်ပြီးမှဆိုဗီယက်ပြည်တော်စုနဲ့တဲဒီမဲဒီစစ်တိုက်နေစဉ်ကာလအတွင်းမှာဖြစ်သည်နန္ဒတိုင်းဒေါမေဖနာကိုဒေယလီယိုင်စီကဒူဘုံစကတ်ကိုဝက်ခါ1980ပြည့်လွန်နှစ်များနဲ့ဖက်ရှင်ဖြစ် ကပူးမြို့ပြင်ရှိဒေကူထိုင်းဓက်ကြွာကျောင်းသို့သွားခဲ့ရသည်ကြီးစံသည်၎င်းလက်ပြပုံးသည်၎င်းအနာတို့ပင်မတည်ခဲ့ ပွင့်ထွက်ပောက်ပွဲသည့်ခုတဲသောအရာမှာရှကီလာသူမကိုအချစ်နဲ့ဖန်ဆာလိုက်ပြီကန်ဆိုးကျင်သောမာမော့သည်အိမ်တော်ကြီးရှိသူဖြစ်နေသည်သို့သောအချစ်မဲ့သောအိမ်တော်မာမော့သည်ရှကီလာထက်အသက်အနည်းငယ်ကြီးသည်ပြီးတော့ကလေး၃ယောက်ရှိသေးသည် သူတို့နှစ်ယောက်ကလှုပ်ဖော်ကံပဲများဖြစ်ကြသဖြင့်မြင်မြင်ချင်းပဲချစ်မိကြမိတယ်ဇက်ကိုခင်းမိသွားခြင်းပါသူတို့ရင်နှင်းခံစားချက်များကိုဘေးလူလူမသိကြသည်လူမြင်ကွင်းကို ပုံရှောင်ပြီးနှဝင်ချိုးစရာအရင်မရအဖက်မရစကားများကိုတယ်လီဖုန်းထဲမှာပြောကြသည်ကြောင်းမှာတွေ့သည်ရလွေတခြားဘယ်နေရာမှမတွေ့ရသူတို့ပုံရှုပ်ကိုရှုတွေ့ကြသည်တနေ့တွင်အနာခတ်အတွက်အစီအစဉ်များကိုချမှတ်ခဲ့ကြလေသည် မမောကရှကီလာကို သူ၏ဒုတိယမယားအဖြစ်ယူမည်ထို့သောမမောသည်ရှကီလာအားတွားရောက်မတော်ရနိုင် သူသည်မိခင်နှင့်အမများကိုမိခိုနေရသူ သူတို့ကတောင်းပေးကြမှာမဟုတ်ဘူးဟုမမောကပြောပြီးရှကီလာကတော့ကျမဘက်ကသဘောတူကြမှာမဟုတ်ဘူးတပင်းချာ၏မမော၏သဘောမှာသူမိခင်နှင့်အမများကိုရှကီလာကိုယ်တိုင်ကသူမအားလာရောက်တောင်းရမှုပြောပြစေခြင်းသည် ရှကီလာသူ့တို့အယူမူအသေးအတန်ဖြစ်နေဟန်ဟန်ဆောင်ခြင်းစီစဉ်သည်။မမောက်ကိုမှမရလျင်ကို့အသက်ကိုရန်ရှာလိုက်မည်ဟုချင်းကြောက်စေခြင်းသည်။ပြောရရင်ရှကီလာအချိန်ကြီးဝါမျိုးလောင်မြိုက်ချေခံရသူလို့ပုံဖော်စီလိုခြင်းဖြစ်သည်။သို့သောရှကီလာသည်ဤသို့အော်ကြီးဟဲ့ကျဲလုံရဲသူမဟုတ်၏။မမောက်ကလည်းသူ့အိမ်ကမိမကသူများကိုရှကီလာအိမ်သို့သွားပေးဖို့မပြောရသေးသေး။ သူမယားကိုရှကီလာအကြောင်းစကားမဟာနိုင်ရှကီလာသည်မိခင်ဖြစ်သူချင်းကက်တော်လဲအချင်းဤဖြစ်ခဲ့မိမိဘူးကနောက်ပြောင်ပြောပြသည်ကိုခုထင်ရသည်ခလေး၃ယောက်၏အဖေလို့ဖို့ကိုင်းမဲ့ကြောင်းစရာတယောက်ကိုလက်ထပ်ချင်သည်ဆိုသည့်ရှကီလာစကားကိုမိမိကဟာတာဟု အတိတ်ပဲဖွင့်၏မမောနဲ့ရှကီလာတို့ကြောင်းထဲတွင် လေးနှစ်တိုင်တိုင်တဘူးတော်တော်နေခဲ့ကြသည်ထို့နောက်မမောကရာထူးတက်ပြီးကြောင်းပြောင်းသွားသည် ယခုရှကီလာနှင့်ဆက်သွယ်မှုတယ်လီဖုန်းကိုသာအားထားနေရတော့သည်ရှကီလာသည်ချစ်သူကိုလွမ်းတော်လဲလူသည့်မခံဝဲထို့နောက်ပြည်တွင်းဆွေဖြစ်ပွား၏ကြောင်းပိတ်သွားသည်ရှကီလာပါကစ္စတန်သို့ချောင်းတင်းပြေးခဲ့ရသည်လေးနှစ်ကြာပြီးနောက်တာလီဘန်ရဲ့ရောက်လာတယ်ဒုံးဒီနာများဆဲသွားပြီးကပူးတွင်ပြန်လည်ငြိမ်းချမ်းနေပြီဖြစ်တော်လဲရှကီလာကြောင်းမှပြန်မခွင်မိန်းကလေးကြောင်းများမှပိတ်ထားစေကပူးရှိအမျိုးသမီးအားလုံးကဲ့သို့ပင်ရှကီလာသည် နေရင်းညာခြင်း နောက်လို့တခုရဖို့အခွင့်အရေးပိတ်သွားသည်သူမနဲ့အတူကပူးတွင်ကြောက်ဆရာမသုံးပုံနှစ်ပုံလောက်ပျောက်ကုန်ကြသည်ယောက်ျားလေးကြောက်များတွင်လည်းဆရာမအရေးအတွက်များသဖြင့်မလွဲမရှောင်သာပိတ်လိုက်ရသည်အရေးချင်းပြေကြောက်ဆရာများဘူးလုံးလုံးလောက်လောက်မရနိုင်နှစ်တွေလွန်မြောက်လာခဲ့၏ပြည်ရင်းဆွေအတွင်းဖုန်းလိုင်းတွေကိုဖြတ်ပစ်လိုက်တော့မမွန်နဲ့ရှကီလာတို့တကယ်ကယ်ရီချောင်းကြားဖြစ်သွားကြသည်ရှကီလာသည်အိမ်မသည်ထိုင်နေရတော့သည် သူမအလုံးမလုံးနိုင်အိမ်နဲ့အိမ်ပြင်တယောက်တည်းမထွက်နိုင်သူမကိုသူမဖုံးဖုံးပြပြထားရည်ဘဝတွင်အသွေးအရောင်အားလုံးပျောက်ဆုံးကုန်ပဲသူမအသက်30ရောက်တော့တောင်းရသူများရောက်မလာကြတော့ဒီနေ့ရှကီလာအတာလီဘန်ကအိမ်ပြင်ထွက်ခွင့်မပေးဘဲငါးနဲ့ညီပါလောက်ကြာပြီးနောက်သူမနဲ့ဆွေမျိုးနစ်ဆက်တော်သည့်ဝကီအမအကသူမအားလာတောင်းရည် ရကယုတ်တရက်သေးသွားတယ်ခလေးတွေကမိခင်လိုအပ်နေတယ်ဝါကီကကျင်နာတတ်ပါတယ်ပတ်စံလည်းနည်းနည်းပါးပါးရှိတယ်သူစကားမလုပ်ဘူးဥပဒေနဲ့စန့်ကျင်တာဘာစုပါမှမလုပ်ဘူးသူကရုပ်ဖြောင်းတယ်ကျမကြီးကောင်းတယ်ဟုဝါကီကအမကပြောသည်သူ့မိန်းမကယုတ်တရက်ကြီးကြောင်ချောင်ချားဖြစ်ပြီးသေသွားတာကျမတို့အားလုံးဘာဖြစ်လို့ဘာဖြစ်ကြမှန်းမသိဘူးခလေးတွေအတွက်သိစိတ်ဆင်းရဲကိုကောင်းတယ်ခုလေလေးသန်းဖြင့်ဆက်ပြောလေသည် ဝါဂီဒီမရတယောက်ကိုရေးတိကြီးလိုအပ်နေပါလေလောလောဆယ်တွေအကြီးဆုံးကလေးကအငယ်ဆုံးကလေးကိုထိနေရသည်ဘီဘီကူကသူမစဉ်းစားအောင်နီဝါဂီအကြောင်းကိုစုံစမ်းကြည့်အောင်မီဟုစကားပြန်လိုက်သည်ဘာပဲဖြစ်ဖြစ်ရှက်ကီလာကလေးယူမီဆိုရင်အချိန်ရှိဆုံးမြန်မြန်ထက်ထက်ပြေးစားလိုက်မှာဒီအချိန်မှာဒီအိမ်ကထွက်သွားရမယ်ဆိုတာသူနှစ်ဖူးမှစပါလာပြီးသားနားထောင်သူအပေါင်းကိုဘီဘီကူကဒီလိုပဲပြောသည်တာလီဘန်က အမျိုးသမီးများကိုအလုပ်လုပ်ခွင့်မပြုတော့ဘဲဖြင့်ရှက်ကီလာကအလုပ်ဆက်လုပ်ခွင့်ပြုမိလားဟုဝါကီယာမေးဖို့မလိုတော့ဘူး။ဝါကီကိုယ်တိုင်လာတွေ့ပါဟုသူမပြောလိုက်သည်။လက်ထက်ထိန်များခြင်းကိုလူကြီးမိဘများကတဆင့်သာဆောင်ရွက်ကြယူဖြစ်တော်လဲ။ဤသူတို့သားကမူအသက်90နာကပ်နေသူဖြစ်သည်ဖြင့်သူမကိုယ်တိုင်ကြည်ကျင်သေးသည်။ဝါကီသည်နောက်တွဲရင်ပါကုန်းတဲ့ရင်ကို မောင်းသူဖြစ်သည်ဖြင့်တခါထွက်သွားလျင်၄-၅ရက်ကြာတတ်သည်။ သူ့အမကိုတခါထက်လွတ်ပြန်၏ထို့နောက်သူဤနောက်တခါသူ့အမဤသို့ဖြင့်ဆေးဆော်ပွဲဖြစ်ဖြစ်မြောက်ဖို့ပေးရှင်နေတော့၏ထို့နောက်စတေမာ၁၇ရက်နေသူရောက်လာသည်ဘုံကျဲခံရတော်မူကိုတည်သောဆူလတန်ကသမားများနှင့်ကလေးများကိုဘုံတန်လွတ်အောင်ပါကစ္စတန်သို့ခေါ်သွားပြန်သည်ထိုချိန်ကျမှဝါဂီရောက်လာတော်သည်အားလုံးပုံမှန်အတိုင်းပြန်ဖြစ်တော်မှာစကားပြောကြတာဘောဟုဆူလတန်ကပြောလိုက်သည်ထို့နောက် နှစ်လကြာတာလီဘန်ကိုကပူးမှမောင်းထုတ်လိုက်ချိန်တွင်ဝါဂီပြန်ရောက်လာသည်ကြောင်းများပြန်မဖွင့်သည်ထို့ကြောင့်ရှကီလာအလုဆက်လုခွင့်ပြုမိလားဟုမေးဖို့ဘီဘီကူးမစင်စားမိတော့ရှကီလာသည်မိဖို့နောက်ဖက်တွင် တောင်းတွင်ထိုင်ရင်သူမ၏ဘဝကျမခီးပေါ့ပုံနဲ့မင်္ဂလာရက်ကိုအနီးကပ်တိလိုက်ရလိမ့်မည်။ခိုင်ခိုင်ရှင်နှစ်ယောက်ကတယောက်နဲ့တယောက်ခိုးကြည့်ချိန်မရလိုက်ခင်မှာပင်ကုရှင်ပေါ်မှာထိုင်နေသည့်၄ယောက်ကအရာရာကိုဆုံးဖြတ်ပြီးကြပြီ။ ရကီလာကိုဝါကီခိုးကြည့်လိုက်သည်သူမကရှေးဘက်နိုင်ငံကိုသာတဲတဲ့ဆိုင်ကြည့်လေရဲ့ကျွန်တော်သူနဲ့တွေ့ရတာဝမ်းသာပါတယ်ဟုဆူလတာအာပြောနေစဉ်ဝါကီမျက်လုံးများသည်ရကီလာထံသို့ရောက်နေကြလေသည်အပြင်းမထွက်ရအမိန့်စာစတင်တော်မူလူနှစ်ယောက်သည်အမောင်တဲသူကတော့ကမြောမှာတိုးဝင်သွားသည်နိုင်ငံကိုငေးဆိုင်ကြည့်နေကြသည်သူတို့နှင့်ပေးစားမိမိမနှစ်ယောက်ကိုသူတို့ကြောက်ခိုက်ထွက်သွားကြသည် ယောက်ျားနှစ်ယောက်နှုတ်ဆက်ကြသည်ကိုပင်မိမနှစ်ယောက်သည်လဲဆောင်မကြည့်ကြ။ဘူဘူလာတပြင်းချလိုက်သည်ယခုသူမ၏အလဲမဟုတ်သေးမင်္ဂလာဆောင်အတွက်ပတ်ဆက်စုဖို့ရာစုသည်နှစ်ချီ၍အချိန်ယူရလိမ့်မည်။သူမကင်းဆိုင်ပုံမရပါ။မိဖို့တည်းသူသူမထက်ထထူလိုက်သည်။မိသူကားမှသူမတောင်းမေးမင်းမြောင်မေးခြင်းမင်းမြတ်ခြင်းမရှိဘူး။ဥမသည်အထမ်းထဲမှထွက်ပြီးပကံခွဲရအောင်မစည်းခင်ရေမဆွဲခင်ခါတိုင်းလူလူရွက်လူရော ပြပေးရသူလာဖြစ်သည်ရှကီလာသည်အမများကဝိုင်းပြောကြသောအခါမျက်နှာနီမြန်လျက်ရှိသည်သုံးပတ်ပဲလူတော့တယ်ညီဖုတ်မှုမိတိုက်လုံးမှဖြစ်တော့မှဘယ်တော့မှမလုပ်ဘူးသူမှညီးတွားသည်တရုသမီးဝတ်စုံကိုရွေးချယ်ပြီးပြီဝတ်စုံချုပ်သူထံသွားယူဖို့စောင့်နေသည်သို့သောအိမ်တော်ပစ္စည်းအိယာအကန့်ခွဲရောက်သူတွေအတွက်ဘယ်လိုလုပ်ရမလဲဝါကီကမုဆိုးဘူဖြစ်သဖြင့်သူထံမှာဤပစ္စည်းများစုရှိနေလိမ့်မည် သူမအနေနဲ့ကတော့အိမ်တော်ဦးပျက်စီးလူကျင်တာပေါ့ရှကီလာအနေငယ်မချီမချမ်းပြောလိုက်သည်သူကအရက်ပူတယ်ကျမကအရက်မြင့်မှသဘောကျတာပြီးတော့ထိပ်ပြောင်းကြီးကျမထက်နည်းနည်းတော့ငယ်လိုက်ရင်ကောင်းတယ်သူမပြောပြီးနှခမ်းဆူပြီးသူနိုင်ကျင့်ရင်ဘလို့လုံးမလဲသူမကျင်နိုင်ရင်ဘလို့လုံးမလဲသူအပြင်ထွက်ခွင့်မပေးရင်ဘလို့လုံးမလဲ သူမတော်တော်ကြီးရှောက်တွေးကြီးအမများကဘာမှမပြောကြတော့လဲရှကီလာတွေးတယ်လို့ပဲသူတို့လည်းတွေးမိကြသည်သူကမမတို့စီကိုတွားမလဲရဘူးဆိုရင် မလို့လုံမလဲရင်ဘီဘီကူးကနင်တို့ပစက်တွေပိတ်ထားကြကြဟိုမပြောခင်ထီရှကီလာနဲ့အမများသည်အိမ်တော်ရေးအမောင်ပချမ်းကိုအမြင်မျိုးမျိုးဖြစ်မြင်ကြည့်နေကြလေသည်ဘီဘီကူးကတော့သူမညီတော်ညီတော်လင်ကောင်းပါတဲ့စိတ်သက်ကြောင်းလန်းပြီးနောက် နရကြတွင်ရှကီလာအမမာရီယန်ကဝါကီနဲ့ရှကီလာတို့ဇုံတွဲရာပါတီပွဲတစ်ပွဲစီစဉ်ပေးလေသည် မာရီယန်ကအသက်29နှစ်အိမ်နောက်20ပထမလင်းစီပြည်တွင်းဆဲအတွင်းတည်ဆုံခဲ့ရ၏သူမ၏ပြစ်စမမြောက်ကိုဝင် နေစီလာစိတ်ကြီးနှင့်ဧကန်းထဲတွင်ပိတ်ဆစီတစ်ခုကိုမာရီယန်ချထားသည်ရှကီလာနဲ့ဝါကီအတစ်ဖက်ဆုံးမှာဘီဘီကူးနဲ့ဆူလတန်တို့ကရောက်မလာကြသေးရှကီလာတို့ဇုံတွဲကလူကြီးပိုင်းက မြင်ရသမျှတော့တယောက်နဲ့တယောက်အသားချင်းထိတွေ့မှုမရှိကြယခုမျိုးချင်းအငယ်တွေဝိုင်းဝိုင်းလေတွေမကြမှာသူတို့ပြောသည့်စကားကိုနော်စွန့်နေကြသည်လူကြီးများအားပြူးမထားပဲသူတို့ချင်းချင်းအသားနှိမ့်ပြီးစကားပြောကြသည်အထူးသဖြင့်ချစ်ချောင်းကြိုက်ကြောင်းစကားများတော့မဟုတ်ကြည့်ရှကီလာကဝါကီကိုမကြည့်ပဲပြောသည် ထုံးစံရလက်မထက်ခင်သူမ၏ချင်းဘက်နှင့်မျိုးလုံးကြည့်ခြင်းမဆုံရဝါကီမျိုးလုံးတွေကတော့ ရှကီလာကိုလိုကောင်မှာတစ်ချိန်လုံးတည်ဝဲဝဲမင်းကိုလွမ်းနေကွာမင်းကိုပိုင်ဖို့နှစ်ပတ်ကြီးများအောင်စောင်းရအောင်ပါရှကီလာရှက်သွေးဖြတ်မှတော့လေမျိုးလုံးများကနိုင်ရန်စီတို့သာစိုက်ကြည့်နေမြင်မင်းကြောင့်လေတွေ့ပြီးညညတိုင်းကြကြအဲ့လိုမပြောဘူးသိလားဝါကီကဆက်ပြောသည်ရှကီလာတုံ့ပြန်မှုမရှိအဲ့ဒါမင်းဘာပြောမလဲဟင်ရှကီလာသည်အစာကူသာဆက်စားနေတွေ့ကြည့်လားကိုလိုလက်ထပ်ပြီးရင် ကိုပြန်လာတဲ့အခါမင်းထမင်းပြင်ကျွေးရမယ်မင်းကိုကိုညွန်နေရတော့မယ်ကိုအထီးကျန်မဖြစ်တော့ဘူးနော်ဝါကီစိတ်ကူးရင်နေရှကီလာဒီစကားပြန်မပြောမိအောင်နှုတ်ကိုထိန်းထားဆိုလဲလက်ထပ်ပြီးရင်အလုတ်ပြန်လောက်ခွင့်ပြီးမှလာဟုအားမွေးပြီးရုတ်တရက်မေးလိုက်ဤဝါကီကအင်းမာဟုဆိုတော့လဲရှကီလာမယုံကြီးလက်ထပ်ပြီးဒီနဲ့ဖိပြောင်းသွားနိုင်သည်အလုတ်လောက်ရတာပြောရဲဆိုရင်တော့လုတ်ဖို့ဟုသူကဆက်ပြောဤ ်တို့နောက်ခလေးများနဲ့အိမ်တော်ထိန်းဖို့အကြောင်းများကိုဆက်ပြောသည်အသက်ခံသွားရသည့်မြောက်ပိုင်းမဟာမိတ်ကောင်းဆောင်အာမတ်ရှာမာဆွတ်၏နောက်လိုက်များစောင့်လေ့ရှိကြသည့်အညိုရောင်ပါကူဥထုပ်ကိုဝါကီချွတ်လိုက်သည်အဲ့ဒါလို့ဆိုရှင်ရုပ်ဆိုးသွားပြီးရှင်က ထိတ်ပြောင်ပြီးဝါကီရှက်သွားသည် သူဘာမှပြန်မပြောတော့လဲဘေးလွတ်ရန်လွတ်စကားများပတ်သူလမ်းကြောင်းပြောင်းသွားသည် ုနေ့ကကပူးမျိုးဇီးတကလဲ့ပြီးမင်္ဂလာဆောင်အတွက်လိုအပ်သည်များကိုနှစ်ဖက်ဆွေမျိုးသားချင်းများကလက်ဆောင်ပစ္စည်းများဝယ်ယူခြင်းတို့ဖြင့်ရှက်ကီလာအချိန်ဖြုန်းလိုက်သည်တမိဖြစ်သူဟာသူ့ကိုပေးသည့်အတွက်ကျေးဇူးဆက်သောအဖြစ်သူမ၏မိသားစုကိုဝါကီလက်ဆောင်များနည်းနည်းလေးဝတ်ချမ်းပေးပါမည်ဘုခွက်များဇွန်ခရင်နှင့်ဓာများ အိယာပစ္စည်းများမျက်နှာတုပ်ပေါ်များနှင့်ဝါကီနှင့်ယာစုအတွက်အင်းကြီးစာများကိုဒီမှာဝယ်ပြီး ူကငွေချီ၏ရာစုချိုက်သည့်အကြောင်းကိုရွေးယူနိုင်သည်ဟုယကိလာပြောထားသည်သူမကဇီဝထွက်သည့်အကြောင်းကိုပြောပြရာရာစုကအိနိဇာအကြောင်းကိုမေးသည်တဇကအပြာတဇကအညူဟုယကိလာကဖြေသည်ငါအတွက်ကဘယ်အကြောင်းလဲရာစုချိုက်တာကိုအရင်ရွေးယူလေဘာပြောလဲဝကီအာသင်ကမေးသည်ကိုရင်ရွေးရမှာပေါ့ကိုကမင်းယောက်ျားလေဒါဆိုရှင်ရွေးယူလိုက်လေ နှစ်ခုလုံးနဲ့ကောင်းတာကြီးပါပဲသူမှပြောပြီးရှိတဲ့လူစိုက်ကြည့်နေပြီဝါကီဒီစီးကရက်တလေးကိုမိကြီးလိုက်တယ်ရှေဂီလာကသူမဆလိတ်နဲ့မခံနိုင်ဘူးဆလိတ်တောက်တဲ့လူတွေမုန်းတယ်ရှင်ဆလိတ်တောက်ရင်ရှင်ကိုလည်းမုန်းတယ်ဒါပဲရှေဂီလာအတမြင်ပြောလိုက်တဲ့ဖြင့်အားလုံးကြားလိုက်ရသည်ဆလိတ်ဆိုတာစားမိပြီဆိုတော့မှတော့ဖျက်ရခတ်တယ်အကွယ်ဟုတ်ဝါကီကရှခုရခဲ့မင်းသားဖြင့်ပြောသည်တိတ်နံလာပဲ သက်သက်ညာညာလည်းပြောပါကွယ်ဟုဝါကီကပြောတော့လေရှက်ကီလာကဘာမှပြန်မပြောတော့ပြီးတော့မင်းကိုမင်းဖုံဖုံပြီးပြီးနေတော့ခေါင်းမိချုံဝေးယုံလို့ဝတ်ဖို့ဟာမိမတယောက်ရဲ့တာဝန်မင်းလှုပ်ချင်တာလှုပ်နိုင်တယ်အဲခေါင်းမိယုံဝေးယုံမဝေဘူးဆိုရင်တော့မင်းကိုကိုတိတ်ဆိတ်ဆင်းရဲအောင်လှုပ်တာပဲဝါကီကချင်းကြောက်တယ်လို့ပြောသည်ဒါပေမဲ့ကဘူးမှာပြောင်းလဲသွားပြီအမျိုးသမီးတွေခက်ဆန်ဆန်စဝတ်ပြီးဆိုရင်တော့ ထမလည်းဝတ်မှာတော့မင်းခစ်ဆန်ဆန်မဝေးရဘူးမင်းကိုယ့်ကိုစိတ်ဆင်းရဲစေခြင်းလို့လာရင်ရှက်ကီလာအဖြစ်မပေးပါဝါကီဒီသူမကြီးပစံအိတ်ထဲမှာဝါကီဒီသူဤပစံအိတ်ထဲမှာလိုင်စင်ဓာတ်ပုံတချို့ကိုထုတ်ယူလိုက်ပြီးဓာတ်ပုံများကိုကြည့်ကတပုံကိုရှက်ရှက်ကီလာထံပေးတက်ပေးလိုက်ပြီးဒီဓာတ်ပုံကမင်းအတွက်အဲ့ဒါကိုမင်းရဲ့အသင်းနှလုံးနဲ့အနည်းဆုံးနေရာမှာထားစေခြင်းတယ်ကို ရှကီလာကမျက်နှာထားတည်တည်နဲ့တပ်ပုံကိုမယူချင်းယူနေလမ်းယူထားလိုက်ပြီ။ဝါကီပြန်ရအောင်မီအပြင်မထွက်ရသည့်အချိန်ရောက်တော့မီ။သူမအဝယ်ကိုချမ်းဖို့ငွေဘလောက်လိုသည်လဲဟုမေးသည်။ရှကီလာပြန်ဖြေသည်။သူငွေဆက်ကူများကိုရေတွက်ကြည့်သည်။ခမန်းကြည့်သည်။ငွေဆက်ကူတချို့ကိုပေးသည်။ပြီးတော့တချို့ကိုပတ်စံရိုက်ထဲသို့ပြန်ထည့်လိုက်သည်။လုံလောက်ရဲ့လား။ရှကီလာကောင်းခြင်း။သူတို့နှုတ်ဆက်ကြသည်။ဝါကီထွက်သွားသည်။ အနီရောက်ကုရှင်ဘောတို့ရှကီလာလက်ချလိုက်ပြီးအခုမှစိတ်လက်ပေါ်ပါသွားသလိုတပြည့်တစ်ချက်ချလိုက်ပြီးစိတ်သားတို့တို့ချို့ကိုစားနေလိုက်သည်အခက်ခဲများကိုသူမှလွန်မြောက်ခဲ့လာပြီးလက်မထက်ရသေးခင်တော့ဂျာလီတွေးနေအောင်ပါပဲနီးသူ့ကိုသဘောကျရလာရင်မာရီယာမေးဤအင်းဂျာလဲဂျာလဲဂျာလဲမကြဘူးနီးသူ့ချစ်ရလား ဟင်းဘာတော့ဟင်းဆိုတာကဟင်းဆိုတာချစ်တယ်လည်းမဟုတ် မချစ်ဘူးလည်းမဟုတ်သူအခုထပ်ငဲပြီးအခုထပ်ချောရင်ကောင်းမှာဟိုပြောပြီးရှက်ကီလာနှကောင်းရှုံလိုက်သည်သူမကူတရားဒီမှာလူချင်းသေးသည်လမ်းလျှောက်ပြီးစကားပြောတတ်သည်အယုတ်ကိုမရပဲထမ်းပလန်အယုတ်ကိုသာရသည်ကလေးငယ်နဲ့တူလာသည်ကျမစိတ်မကောင်းဘူးနောက်တာလဲရတယ်စိတ်မကောင်းတာက ဒီအိမ်နဲ့ဝေးရတော့မှမူပါသူကမမလို့စီသွားမလဲရဘူးဆိုရင်ဘယ်နဲ့လုံးမလဲကျမကိုအလုံးမလို့ရဘူးဆိုရင်ဘယ်နဲ့လုံးမလဲအခုအမျိုးသမီးတွေကိုအလုံးလုံးခွင့်ပြုနေပြီကျမကိုအခန်းထဲမှာလောင်ပိတ်ထားရင်ဘယ်နဲ့လုံးမလဲကျမမျက်မှောက်ရင်းနှစီမိအိမ်ကြီးတဖြည်းဖြည်းမိလျက်ညီမတွေကစိတ်မကောင်းစရာအတွေ့များကလွှမ်းမိုးလျက်တယောက်တော့သူကလည်းဤကိစ္စများကိုကြိုတင်စဉ်းစားကောင်းစဉ်းစားထားနိုင်လောက်သည် စပောင်းပြီဆောင်းကတော့ဒေါက်တာဆင်နေကြတဲ့မိဖမိကူမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ဆွေတွင် channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးလို့မြစ်တာရခန်တောင်းဆိုလိုပါတယ်